ဒီရှာနိုင်ငံမှာရောက်နေကြတဲ့မြန်မာနိုင်ငံသားများအားလုံးမင်္ဂလာပါအာဒီနေ့ကတော့ဒီနေ့ကတော့ကျမရေကြောင်ယူရင်ရတဲ့အကြောင်းမျိုးမျှဝေမယ်လို့နာတနေ့မှာကျွန်တော်တငယ်တယောက်ဒါကဒီကျောင်းရတဲ့အကုန်လုံးကကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနော်ကိုယ်ပိုင်အကြောင်းတွေဖြစ်တယ်အတနေ့မှာတငယ်တယောက်ကကျမရေမကောင်းကျမရေကတရှောင်ရှောင်နဲ့ဘာဖြစ်လို့ဖြစ်မှန်းလဲမသိဘူးစိတ်ခန့်နေလဲတော့ရတယ်သူကတိတထူးချမ်းမလာတဲ့ခါကျတော့သူက အဲကျွန်တော်တိုင်မယ်တဲ့ခါကျတော့ကျွန်တော်သူ့ NGO စေခန်းတဲ့တခုခေါ်သွားမှာပေါ့နော်အင်းဒီမှာပါရှိလဲဆိုတော့သူမှာ passport လည်းရှိတယ် passport ဒိတ်တော့ဟိုကတော့မရှိဘူးပေါ့ permit တော့မရှိဘူးမြန်မာနိုင်ငံသားဖြစ်ကြောင်းစာအုပ်လေးတော့ရှိတယ်ပြီးလို့ရှိရင်အဲ့ဒီ NLD ကပြန်ကလေးရှိတယ်အဲဒိတ်သေးနေတယ်သူကြားတယ်ဒိတ်မတိုးထားဘူးနော်အဲနဲ့အဲ့ဒါကျွန်လို့ရှိရင်လည်းကပြန်ကနေတော့ကြမှာပေါ့နော် passport နဲ့လည်းပြန်လို့ရတယ်ကျွန်တော်ခေါ်သွားတယ်စေခန်းကလေစာနာမှရှိတယ် NGO စေခန်းပေါ့နော် အာသူ့ကိုခေါ်တော့တော့သူအဲ့ဒီမှာကျတော့ passport နဲ့လည်းပြတ်လို့ရတယ်။ passport နဲ့က register ကြီးဟိုဆရာဘော်တွေးကက30ပါ။တကယ်လို့ဟိုကပြနဲ့ဆိုလို့ရှိရင်30။အဲသူ့ကပြနဲ့ခေါ်သွားတယ်။ဘာလို့ဆိုတော့သူ့ရဲ့ကျန်းမာရေးကနည်းနည်းအရန်ကိုစီးကိုတက်ရမယ်အနေထားဆိုတော့လေ။အဲသူစေကန်းကိုတော့ပြီးတော့ဆရာဘောင်ကသူ့ကိုဆက်စင်းပြီးတော့ဆေးကိုလွှဲစားပေးတယ်နဲ့ဆေးကိုတက်မရမှာပေါ့နော်။နေ့ချင်းနေကဆေးကမ်းမှာဆက်စင်းလို့မရနိုင်ဘူးပေါ့။ အဲ့ဒါတော့စေုံသွားကြတယ် NGO စေခန့်ရဲ့ NLD ရုံးရဲ့ NLD တူကတော့အဲ့လိုကရှမ်းလန်းကတ်နေဆိုတော့ရှမ်းလန်း NLD ရုံးကနေပြီးတော့သူ recommendation letter ရေး တင်ပေးတယ် UNACR ကိုလေအတင်ပေးပြီးတော့ UN ကကျမရေးကြောက်စေကူတာမှုစည်းတရားစည်းကြည့်ရတော့နိုင်ငံခြားမှာကမလေးရှားမှာကမလေးရှားနိုင်ငံသားတွေကစေုံတက်တက်ခါတို့တော့ register ကြီးပေါ့နော်ဆရာဘောတွေးခါပဲအာ အပြင်ပလူနာဌာနမှာပဲထားလိုက်နော်သူတို့ဆေးဥပြကားလေးတကြနှစ်ကြအများဆုံးမှာ၅ကြကျွန်တော်ကလေးမွေးတော့ဆိုလို့ရှိရင်သူတို့နိုင်ငံသားတွေက register ဆရာဝတ်တွေးက၅ကြ register ကြီးပေါ့နော်၅ကြပေးရတယ်အဲ့ဒီခါမှာကျွန်တော်တို့က120ပေးရတယ်120ကျွန်တော်က UN ရှိတဲ့ခါကျတော့ UN တဝက်တဝက်ဈေးနဲ့60ရတယ်အဲ့လိုမျိုးကွာတယ်နော်ဟိုသူနိုင်ငံသားတွေအတွက်သူတို့နိုင်ငံကနေပြီးတော့ကျန်းမာရေးဝန်ဆောင်မှုကိုအဲ့လိုမျိုးလေးရအောင်လှူထားပေးတယ်လို့ဟိုပြောချင်တာ နဲ့အဲစေယုံစေတီလည်းအဲ့လိုပဲဒီရိုးရိုးစေယုံနေမကောင်းမကျမ်းပါလို့စေယုံတက်တယ်ဆိုလို့ရှိရင်သူတို့နိုင်ငံခြားနိုင်ငံသားတွေကလေမလေးရှားနိုင်ငံသားတွေကစကနန်းရာကနန်းလောက်နဲ့သူတို့ကစေယုံကနေဆင်းလို့ရတယ်အဲ့လောက်ပဲကုန်တယ်အစိုးရစေယုံနော် ေးထိုးတယ်ကျွန်တော်နိုင်ငံခြားသားတယောက်ဆိုရှင်တကက်ကိုစေးစေးရိတ်စေးုံစေးရိတ်ကဝန်ထုတ်ဝန်မူကြီးပဲတနေ့မှစေးုံပေါ်မှာတက်ပြီးတော့စေးစေးုံရဲ့ဝက်ကိုတက်မယ်ဆိုလို့ရှိရင်လေစေးဝတက်နေမယ်ဆိုလို့ရှိရင်ထမင်းစေးရိတ်နဲ့စေးုံရဲ့စေးရိတ်ကလည်း300လောက်ရှိတယ်တော့အကြရဆက်ရဲတော့နေရင်3000ကျသွားပြီအဲတခြားစေးကူတမှုတွေပါလေပါပေါင်းလိုက်တယ်ဆိုရှင်တအားစီးကြည့်တယ်ဗောနော်အဲ့နဲ့သူ့ကို ေးခန်းနဲ့ community ရုံးကနေပြီးတော့ထောက်ခံစာတင်ပေးလိုက်ပြီးတော့သူကချင်းချင်းတပတ်အတွင်းမှာဘက်ထင်တယ်တပတ်အတွင်းမှာဘက်ထင်တယ်သူချင်းချင်းယူရင်ရတယ်ချင်းချင်းယူရင်ရတဲ့ခါကျတော့စေယုံစေးရိတ်မှာသူတက်တာတော့တာပေါ့နော်စေယုံအစိုးရစေယုံတက်မှာရနော် private တက်လို့မရအောင်အဲ့မှာသူအဲ့တော့စေယုံစေးရိတ်တောင်းကျော်လမ်းပြီးကြာတာဒီ UNHCR ရဲ့ကုညီထောက်ပံ့ပေးမှုကြောင့်နော်သူတထောင်ပဲတထောင်ကျော်ပဲကုန်တယ်ပြောပြချင်တာလေကိုက ကိုက community ကကလေးတွေကိုနော်မဆိုင်တလိုမျိုးမနေစေချင်ဘူးလှူထားစေချင်တယ်လှူထားစေချင်တယ်တက်တန်းလဲတိုးထားစေချင်တယ်ဒီ community ရုံးနေရလဲအလုပ်လုပ်တယ်ကျွန်တော်တို့ကတော့ Facebook မှာတို့ရဲ့ Facebook တွေ page တွေရှိတာကြတော့မြင်ရတယ်ပေါ့နော်ငွေငလျင်ဘေးတွေကူညီတာတွေလည်းမြင်ရတယ်နိုင်ငံမှာနိုင်ငံရေးကိုပြန်ကူညီတာတွေလည်းမြင်ရတယ်ဒီမလေးရှားနိုင်ငံမှာဒီဟိုပေါ့ဖန်ခံရတဲ့လူတွေလိုက်ပြီးတော့ ရှောက်ရှောက်တာတွေကဲထုတ်တာတွေလည်းမြင်ရတယ်ဗောနော်လူတိုင်းကတော့တော့မလုပေးနိုင်ဘောနော်လူပေါင်းကသိန်းကဏ္ဍနဲ့ရှိတာဆိုတော့လေဒိုင်မန်ဟိုရတဲ့လူလည်းရကြတယ်ဗောနော်ကုနီရှောက်ရှောက်မှုရကြတယ်ဆိုတော့တို့ကဒီရဲ့မန်ဘာကတ်တွေမန်ဘာဂျီတွေနဲ့ပဲတို့ကလုလုပေးနေရဆိုတော့လေကျွန်တော်ကွန်မြူနတီရောမဟုတ်ဘူးเนาะလူလေးတွေကိုမျှဝေတာ sharing လုပ်ပေးတာ